ရှိပရိနေသာယဟန်တော်လေးတပါးငငယ်ရွယ်ရွယ်နဲ့သင်္ကန်းဝေါ်လာရှင်သာရိပုတ္တရာကစဉ်းစားတယ်လူနဲ့လူရဲ့ရေဆိုတာတွေ့တာမှုတွေများတယ်တတ်မဲ့မှုတွေများကိုယ့်ကိုယ်ကိုတတ်မဲ့တာလားခြင်းပါခြင်းလားတဲ့ပုဂ္ဂိုလ်ကိုလည်းတတ်မဲ့တာတယ်အဲ့တော့ငယ်ရွယ်သူတွေရဲ့စိတ်နေသဘောထားကိုချိန်ပြီး ဘာကမ္မထံပြီးလို့ဆိုအတုဝကမ္မထံပြီးအတုဝကမ္မထံဆိုတာလူတွေကောင်ကိုရှုခိုင်းတာမဟုတ်ဘူးတသိထင်ရှားပုဂ္ဂိုလ်ရဲ့တဏ္ဍမှာနေစင်တဲ့အမြကိုဘောတော်ရာအမာဝအထွက်နေတဲ့အရာတွေသံပြတ်တာတစ်ခုမှမရှိလူတွေဟာကိုယ့်ကိုယ်ကိုလိမ့်နေကြလို့လား အပေါ်ကအရေးပြားလေးနဲ့အုပ်ထားပလတ်စတိတ်လောက်တော့မှထူရှင်မထူအဲ့ဒါလေးနဲ့အုပ်ပြီးအဲ့ဒီပေါ်လေးပဲတနခါလေးတွေလိန်ဟွာလေးလှုပ်တာလေးလှုပ်နဲ့ဖုံးထားအဲ့ဒီအရေးလေးလှန်လိုက်တာနဲ့အတွင်းသားအတူတူပဲကုန်အလုံးဖွင့်ကြည့်လိုက်လို့ရှင်အလုံးဟာယောကျလေးရှိပဲကုန်ဖြစ်အတွင်းမှာယောကျလေးအပြည့်ရှိတယ်ဆိုတာဟာ တွိုင်းလက်ထဲဝင်တဲ့အခါမှာထွက်လာတာတွေကိုကြည့်ပေါ့ပိုးကြိုက်တာတစ်ခုမှမရှိအတွင်းထဲမှာအဲ့လိုဖြစ်နေတယ်ဆိုတာကိုယ်ကိုမသိချင်လို့လားနေမယ်တကယ်တွေးကြည့်လို့ရှိတာအဲ့ဒါကိုအတုဝကမ္မထာလို့ခေါ်တယ်အတုဝကမ္မထာဆိုတာဟိုသွားရှုမှအတုဝကမ္မထာမဟုတ်ဘူးကိုယ်တဏ္ဍာကထွက်နေတဲ့အရာတွေမှတည်းမြေလုံးကထွက်တာပဲဖြစ်ဖြစ် နာကထွက်တာပဲဖြစ်ဖြစ်နှောင်းကထွက်တာပဲဖြစ်ဖြစ်ထွက်လာတဲ့အရာမှန်တယ်ချေပေါက်တွေကထွက်တဲ့ချွေးပဲစခန္ဓာကိုယ်တွေကထွက်လာတဲ့အရာမှန်တယ်မွေးမွေးကြိုင်ကြိုင်နဲ့ထွက်လာတာမရှိဘူးပြမကလိမ့်ချထားတာတွေကသာအမွေးဖြစ်တယ်ခန္ဓာကိုယ်ကပကတိကမွေးကြိုင်တာတခုမှမရှိဘူးဒီလိုပြောနော် အဲ့ဒါကိုရှုမြင်ခိုင်းအဲ့ဒီရှင်ရင်းတဲ့သားငငယ်ရယ်ဆိုတော့ရှင်သာရိပုတ္တရာအရိကံထာပြီဒါပေမဲ့လို့သူ့ရဲ့အစ္ဆတရားဇေယဝါဒနာသူကဘဝပေါင်း900ရရှင်ရင်းတဲ့အလုတ်ကိုလုတ်လာခဲ့တာဖြစ်တော့အလှအပအမြဲတမ်းစဉ်းစားနေတဲ့ပုဂ္ဂိုလ် လူတွေရဲ့လက်ဝတ်ယရနာတွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဆိုသူကလှဖို့ဉာဏ်ဆက်လာတာအလှနေရကဘယ်လိုဆိုရင်နှစ်ဆွဲလေးကဘယ်လိုပုံစံမျိုးမှလှမယ်လက်အနေထားချင်းလက်ကောက်ကဘယ်လိုမှမျိုးပရက်ကဘယ်လိုမှမျိုးဆိုတာလူတယောက်ရဲ့အလှပါကိုကြည့်ပြီးတော့စင်မြန်တဲ့ပရိစ္ဆေအလို့ဒီအတွက်ကြောင့်အယုတ်ဆိုးတာတွေစိတ်ပြည့်စရာတွေကြည်ခိုင်းတော့သူကသဘောမကျဘူး စိတ်မပါဘူးလို့ဆိုစိတ်မပါရင်လည်းမရဘူးဒါကြောင့်မို့ကပ္ပထာသူစိတ်မပါတော့လေးလတီတီတရားထုတ်တော့ဘာမှမရအဲ့ဒါနဲ့ရှင်သာရိပုတ္တရာကတရားကိုထပ်ဆက်ပြီးဟောတော့လေသူဟာတိုးတက်လာခြင်းမရှိလို့မြတ်စွာဘုရားစီပို့လိုက်တယ်မြတ်စွာဘုရားတီးတယ်သူဟာဘဝကောင်းများစွာအလှပါပါ ကြည်ရှင်လာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အတုပကမ္မထာနဲ့သူနဲ့ဆန်းကျင်ပဲဖြစ်နေတယ်လူတိုင်းကကမ္မထာတစ်မျိုးနဲ့ပြည့်ရမှာမဟုတ်နော်မြတ်စွာဘုရားကျတော့အဲ့လိုဣစ္ဆတရားဆိုတဲ့ဇေယျကိုကြည့်ကြည့်ပေးတာအဲ့တော့သူ့ရဲ့အလားပါပေါ်မှာစိတ်ညစ်မှုကိုကြည့်ပြီးမြတ်စွာဘုရားအမတန်လှပတဲ့ကြာပွင့်ကြီးကိုရိုးရံနဲ့ဖန်ဆင်းပြီးတော့ သူ့လက်ထဲထဲပေးလိုက်တယ်။လှလိုက်တာဇာပန်ကြီးကလက်ဆော့ပြရောအင်းတန်လေးယူသွားကိုထိုင်တဲ့ရှေ့လေးမှာစိုက်ထားပြီးတော့ဇာပန်ရဲ့အလှအာယုပြုပြီးတော့ချီလူကိုယ်နဲ့အလှပါကြိုက်တဲ့ပုဂ္ဂိုလ်ဆိုဇာပန်လေးကြည့်လိုက်တယ်ကြပါရဲ့အဆင်းရောင်လေးပေါ်မှာကြပါရဲ့အလှပါပေါ်မှာကြည့်တယ်ကြည့်တယ်ဆိုရင်ကလည်း စိတ်ကအဲ့ဒီပုံမှာတည်ငြိမ်သွားကတိုင်းအထုတ်ခိုင်းတဲ့သဘောပဲတမာရိယသွားတယ်လို့ဆိုလို့တယ်အဲ့လိုအထုတ်ရင်ကနေပြီးတော့သူဟာတမာရိတွေရပြီးတော့ဆန္ဒရားတွေရသွားဆန္ဒရားတော့မြတ်စွာဘုရားဆန္ဒရားအထုတ်ထားတာဝိပဿနာကိုသူ့ဘက်ကကူးနိုင်မလားဆိုတာခြေတော့မကူးနိုင်ဘူး ဟိုကိုတိုင်တော့ကြာသွားရဲ့အလှပပေါ်မှာစိတ်တည်ငြိမ်အောင်ထားပြီးတော့စံတရားတွေရနေတဲ့အချိန်လေးမှာသူစံဝေစားနေတဲ့အချိန်ဟန်သက်ထားတဲ့ကြာပိုင်းကြီးကညှို့ကြသွားပြီးအယောင်ကပဲသွားစံအထလို့ကြီးလိုက်တဲ့အခါကျတော့ခေါဏတော့ကလမ်းစံလှပနေတယ်ကြာပိုင်းကြီးကညှို့ပြီးတော့ အယောင်ကမဲမဲဖြစ်သွားတဲ့အခါစိတ်ထဲမှာဘလို့တွေးမိလို့ခုနကအလွန်လှတဲ့ကြာကြီးဟာအခုဖြစ်စေးသွားပြီဆိုတော့အဲ့ဒီချိန်လေးမှာရသော်ပြားကကိုယ်ခန္ဓာကိုယ်မှာရှိတဲ့တဘာဝတရားလေးဟာလေဒီလိုပဲမမြဲဘူးဆိုတာကိုလက်ညှိုးပြုတ်လိုက်တဲ့အခါကြာပန်းတာဒီလိုမဲတာမဟုတ်ဘူး ကိုခန္ဓာကိုယ်ကလည်းပဲဒီတိုင်းပဲအလုံးအပေရမမပြည့်ဘူးတနေ့ကျပျက်စီးသွားမှာပဲဆိုရင်ဝိပဿနာဉာဏ်မြင်မဲ့ခုပြောင်းသွားခဏလေးတွင်မဲ့ဝိပဿနာဉာဏ်ဆင်းရဲတဲ့ဉာဏ်ဖြစ်တယ်